ျွန်တော်တို့ Microsoft Word မှာပြည်တော်စုဖောင်းတဲ့စာရင်းရိုက်တဲ့အခါမှာမျက်တောင်အဖွင့်အပိတ်ပုံစံလေးရိုက်လို့မရနေလို့ဘလို့လောက်ရလဲဆိုပြီးတော့မေးထားတာလေးတွေ့ရတဲ့အတွက်ကျွန်တော်ဒီရဲ့သင်ခန်းစာလေးမှာမျှဝေပေးလိုက်ပါတယ်အခုလိုမျိုးမျက်တောင်အဖွင့်အပိတ်ပုံစံလေးရိုက်ဖို့ရာအတွက်ဆိုရင် keyboard ကနေပြီးတော့မှကျွန်တော်တို့ဒီရဲ့ခလုတ်လေးကနေပြီးတော့နှိပ်ပေးရပါတယ် JKN semicolon ရဲ့ဘေးမှာရှိတဲ့ဒီခလုတ်လေးပေါ့နော်အခုလောလောဆယ်ကျွန်တော်တို့ဒီမှာ cursor ချပြီးတော့မှ ဒီကလောက်လေးကိုနှိပ်တဲ့အခါမှာကျွန်တော်တို့မြတ်တောင်အဖွင့်ပိတ်ပုံစံလေးကျွန်တော်တို့မထွက်နိုင်ဘူးပေါ့နော်ရှစ်ကိုဖိပြီးတော့နှိပ်တယ်ဆိုရင်လည်းဒီလိုပုံစံလေးကျွန်တော်တို့ကထွက်နေတယ်ကျွန်တော်တို့လိုချင်တာကအခုလိုမျိုးပုံစံမဟုတ်ဘဲနဲ့ဒီဘက်ကလိုမျိုးမြတ်တောင်အဖွင့်ပုံစံလေးရချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ Microsoft Word မှာ setting လေးဝင်ပြီးတော့ပြင်ပေးရပါမယ်ဒါကြောင့်ကျွန်တော်တို့ဒီမှာ file ထဲကနေပြီးတော့ option ဆိုတဲ့ထဲကိုဝင်လိုက်ပါမယ် finance နဲ့ပြီးတော့ option ဆိုတဲ့ထဲကိုဝင်လိုက်တာနဲ့တပြိုင်တည်းဒီပေါင်လေးကြာလာမယ် profit ဆိုတဲ့ထဲကိုဆက်ဝင်မယ် auto correct option ဆိုတဲ့ထဲကိုဝင်ပြီးတော့ auto format su type ဆိုတဲ့ထဲကိုဝင်မယ် strike quick with smart quick ဆိုတဲ့နေရာလေးမှာအမှန်ချင်လေးပြုတ်နေတာကိုတွေ့ရပါတယ်ဒါဆိုရင်ဒီနေရာလေးမှာအမှန်ချင်လေးထဲ okay လေးနဲ့ okay နဲ့ပါမယ်ဒီမှာကျွန်တော်တို့ကမျက်တောင်ဖွင့်ပိတ်လေးတွေကိုဖြတ်လိုက်ပါမယ်ကျွန်တော်တို့အစားအနေပြီးတော့မှပြန်ရကြည့်လိုက်မယ် ဒါကြောင့်ကျွန်တော်တို့ keyboard ကနေပြီးတော့မှရှစ်ကိုလက်ကဖိပြီးတော့မှကျွန်တော်တို့ဒီကလုံလေးနဲ့နှိပ်ပေးရပါမယ်။လောလောဆယ်ကျွန်တော်တို့ကာစာလေးချထားပြီးတော့ရှစ်နဲ့ဒီကလုံကိုနှိပ်လိုက်တယ်ဆိုရင်တော့အခုလိုမျိုးကျွန်တော်တို့မျက်တောင်ဖွင့်ပိတ်ပုံစံလေးရိုက်လို့ရသွားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်။ဒါကတော့ကျွန်တော်တို့ Microsoft Word မှာမျက်တောင်ဖွင့်ပိတ်ပုံစံလေးတွေရိုက်လို့မရနိုင်ဝင်ပြီးတော့မှပြင်ပေးရမယ့် setting လေးဖြစ်ပါတယ်။ဒါဆိုအားလုံးနားလည်လောက်မယ်လို့ထင်တယ်။ကိုယ်ကိုယ်တိုင်လက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ရင်းနဲ့ စမ်းကြည့်ပေးလို့ရပါတယ်